င်္ဂလာပါရှင်ရှမ်းအေကိုမီဒီယာက အကျိုးဆိုပါတယ်ရှမ်းပြည်နယ်ဝင်းကြီးချုပ်ဖလားကိုပိုင်အချုပ်ခွင့်ရဒေတာများနဲ့ခရိုင်များအလိုက်အသက်25နှစ်အောင်အမျိုးသားအမျိုးသမီးဗောလီဘောပြိုင်ပွဲစုချင်းမြင်ပွဲကျင်းပတဲ့တဲ့ရင်ကိုတင်ဆက်ပေးပါမယ်ရှင် ရှမ်းပြည်နယ်အစိုးရဖွင့်ပြည်နယ်ဝင်းကြီးချုပ်ဖလားကိုပိုင်အချုပ်ခွင့်ရဒေတာများနဲ့ခရိုင်များအလိုက်အသက်25နှစ်အောင်အမျိုးသားအမျိုးသမီးဗောလီဘောပြိုင်ပွဲစုချင်းမြင်ပွဲကိုမေလ17ရက်ညနေ3:00ကတောင်ကြီးမြို့ပြည်နယ်အကစား ားလေးကြီးရုံ၌ကျင်းပခဲ့ပါတယ်။ ။စုချင်းမြင်ပွဲတွင်ဘိုးလူပွဲစဉ်အဖြစ်အမျိုးသားတောင်ကြီးခရိုင်အသင်းတွင် နိုင်လင်းခရိုင်အသင်းတို့ရှင်ပြိုင်ကစားနေမှုကိုရှမ်းပြည်နယ်ဝန်ကြီးချုပ်ပြည်နယ်ဝန်ကြီးများပြည်နယ်ဥပဒေချုပ်ပြည်နယ်စိုးရွာဖွဲ့တွင်ရင်းမှုပြည်နယ်ခရိုင်မြို့နယ်စင်ဌာနဆိုင်ရာများတောင်ကြီးပညာရေးဒီဂရီကောလိပ်မှသင်တန်းသားသင်တန်းသူများသူနာပြုသင်တန်းကျောင်းမှသင်တန်းသားများနှင့်အကစားဝါဒနာရှင်များကကြည့်ရှုအပ်ပေးရာတောင်ကြီးခရိုင်အသင်းမှ အနိုင်ပိုဆွဲသားကြောင်းသိရှိရပါသည် ထို့နောက်စုချင်းမြင့်ပွဲကျင်းပရာအမျိုးသမီးဗော်လီဘောပြိုင်ပွဲတွင် အကောင်းဆုံးစပေးဘောစုအကောင်းဆုံးရိုက်ခုတ်စုရရှိများကိုစုတစိမ့်နှင့်ဝေသားစုကိုရှက်ပြီးနေဗော်လီဘောဆက်ကောမဒီဥက္ကဋ္ဌမှ၎င်းအကောင်းဆုံးပင့်ထောင်စုစေမားစုနှင့်အကောင်းဆုံးအာကသသမားရရှိသူများကိုစုတစိမ့်နှင့်ဝေသားစုကိုမြန်မာနိုင်ငံဗော်လီဘောအဖွဲ့ချုပ်ဒုတိယဥက္ကဋ္ဌမှ၎င်းအမျိုးသားဗော်လီဘောပြိုင်ပွဲတွင်အကောင်းဆုံးစပေးဘောစုရိုက်ခုတ်စုရရှိသူများကိုစုတစိမ့်နှင့်ဝေသားစုကိုရှက်ပြီးနေရက်တက်ဖွဲ့မှုရဲမှု ချုံမှ၎င်းအကောင်းဆုံးပြင်ထောင်စုစေမာစုပိတ်ဆိုးစုအကောင်းဆုံးအကသာသမားစုရရှိသူများကိုပြည်내ဆိုးရဖွဲ့တွင်မှုမှ၎င်းအသီးသီးစုများချီးမြှင့်ပေးကြပါတယ်ဆက်လက်၍အမျိုးသမီးဗော်လီဘောတတိယစုရရှိသည့်လွိုင်းလင်းခရိုင်အသင်းအားတဦးချင်းစုတစိမ့်နှင့်ငွေစားစုကိုပြည်내ဥပဒေချုပ်က၎င်းအမျိုးသားဗောလီဘောပြိုင်ပွဲတတိယဆုရရှိသည့်ကျိုင်းနုံခရိုင်အသင်းအားတအူးချင်းစုတစိမ့်နှင့်ငွေသားစုကိုပြည်내တိုင်းရင်းသားရေးအဝန်ကြီးက၎င်း အမျိုးသမီးဗော်လီဘောပြိုင်ပွဲဒုတိယဆုရရှိသည့်နင်းခေခရိုင်အသင်းအားတအူးချင်းစုတဲစိတ်နှင်ဝေစားစုကိုပြည်내လမ်းပတ်ဆက်သွယ်ရေးဝန်ကြီးက၎င်းအမျိုးသားဒုတိယဆုရလွိုင်းလင်းခရိုင်အသင်းအားတအူးချင်းစုတဲစိတ်နှင့်ငွေသားစုကိုပြည်내တရရတာရေးရဝင်ကြီးက၎င်းအမျိုးသမီးပထမဆုရတောင်ကြီးခရိုင်အသင်းအားတအူးချင်းစုတဲစိတ်ကိုပြည်내စီးပွားရေးရဝင်ကြီးက၎င်း အမျိုးသားပထမဆုရာတောင်ကြီးခရိုင်အတင်းအားတဦးချင်းစုတစိကိုပြည်နယ်လုံခြုံရေးနေနေစိရာဝန်ကြီးက၎င်းအမျိုးသမီးအမျိုးသားပထမဆုရာစီသည်တောင်ကြီးခရိုင်အတင်းအားငွေစားစုတခွန်ဆိုင်ဖလားစုတို့ကိုပြည်နယ်ဝန်ကြီးချုပ်ဦးအောင်အောင်တို့ကအသီးသီးစုများချင်းမြင်ပေးကြကြောင်းသိရှိရပါတယ်ရှင်။